မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ချမ်ပီယံစကောက်စီတက်ကဗိုလ်ချုပ်တွေအပါအဝင်ဝင်ကြီးဒူဝင်ကြီး73ဦးနဲ့ဌာနဆိုင်ရာအဖွဲ့3ဦးကိုကနေဒါနိုင်ငံကထပ်မံတန်ကပ်ပိတ်ဆို့ရေးလိုက်ပါတယ်မန္တလေးတိုင်းကညအုံမြို့နယ်မှာအချမ်ပီယံစကောက်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးထုံးဝေနဲ့ပြူစော်တီစိုးလွင်ဆိုသူတို့2ဦးပြည့်ခတ်ခံရပြီး2ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ အချက်ဖတ်စစ်ကောင်စီတပ်ကဗိုလ်ချုပ်တွေအပါဝင်ဝင်ကြီးဒုဝင်ကြီး73ဦးနဲ့ဌာနဆိုင်ရာအဖွဲ့3ခုကိုကနေဒါနိုင်ငံကထပ်မံတန်းခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ကနေဒါနိုင်ငံသားဝင်ကြီးကဒီကနေ့မတ်လ8ရက်နေ့မှာပဲတရားဝင်ကြေညာလိုက်ပါတယ်ဒါကတော့လက်ရှိမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးလုံခြုံရေးနဲ့တည်ငြိမ်ရေးတွေကိုထိခိုက်စေမှုတွေအပါဝင် စစ်ကောင်စီကစိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့အယက်သားတွေအပေါ်အကြမ်းဖက်မှုဖိနှိပ်မှုတွေကျူးလွန်နေတဲ့အတွက်မြန်မာစစ်ကောင်စီအဖွဲ့ဝင်73ဦးနဲ့အဖွဲ့အစည်း3ခုကိုထပ်မံဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်လိုက်တာဖြစ်တယ်လို့ကနေဒါနိုင်ငံသားရေးဝန်ကြီးရဲ့ကြေညာချက်ထဲမှာဆိုထားပါတယ်အဲဒီလိုကနေဒါနိုင်ငံကဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေတဲ့မှာ ဗိုလ်ချုပ်ကြီးမိုးအောင်ကာကွယ်ရေးဒုဝန်ကြီးဗိုလ်ချုပ်ကိုလေးဝန်ကြီးကန်စောဝန်ကြီးကိုကိုလိုင်းဆက်သွယ်ရေးဒုဝန်ကြီးဗိုလ်မှူးချုပ်လူမွန်စတဲ့အရာရှိအကြီးပိုင်းတွေအပါအဝင်လူပုဂ္ဂိုလ်73ဦးနဲ့ဌာနဆိုင်ရာအဖွဲ့3ခုဖြစ်တဲ့စစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဌာနမြမတက်မတော်နဲ့အမှတ်33ခြေလင်းတရင်တို့ပါပါဝင်တယ်လို့လည်းသိရပါတယ်။လက်ရှိအချိန်ထိကနေဒါနိုင်ငံကနေမြမစစ်ကောင်စီနဲ့ဆက်ဆက်တဲ့လူပုဂ္ဂိုလ်149ဦးနဲ့အဖွဲ့စည်း62ခုကိုဒဏ်ကပ်ပိတ်ဆို့အရေးယူထားပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ဖက်မှာတော့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောနေတယ်အချက်ဖက်စကောင်စီတက်ကပဲပြင်းပြင်းနဲ့ဖပုံမြို့နယ်မှာရှိတဲ့ကြောက်ကွင်းကျေးရွာဖုန်ကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလင်းနဲ့လာပြီးဘုံကျဲချမှုကြောင့်ကျောင်းနိုင်ဆရာတော်ဗဒနာဝိတုဒ္ဒဘုံထိမှန်ပြီးပြန်လုံတော်မူသွားရတယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကမတ်လ9ရက်နေ့ညနေပိုင်းကပဲ ကင်းပြည်နယ်ဖပုံမြို့နယ်မှာရှိတဲ့ကြောက်ကွင်းကျေးရွာဖုံးကြီးကျောင်းကိုအချက်ဖက်စကောင်စီတပ်ကဘာတိုက်ပွဲမှမရှိဘဲရည်ရွယ်ချက်ရှိရှိလေးနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုစကောင်စီတပ်ရဲ့လေးကကျဲချလိုက်တဲ့ဘုံကြီးကျောင်းကြောက်ကွင်းဖုံးကြီးကျောင်းရဲ့ကျောင်းနိုင်ဆရာတော်ဗရဏဝိတုဒ္ဒဟာဘုံထိမှန်ပြီးပြန်လွန်တော်မူသွားခဲ့ရတဲ့အပြင်နောက်ထပ်တန်ကားတော်နှစ်ပါးလဲဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။တဖက်မှာတော့အချက်ဖက်စကောင်စီတပ်ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောနေပြီမြဲ့ လက်တွေမှာတော့သူတို့စစ်တပ်ကပဲနိုင်ငံတော်မှာရှိတဲ့ဖျားဇေတီတွေဘုံကြီးเจ้าတွေအပါဝင်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေုံနေမှာကတန်ဃာတော်တွေပါမချမ်းဤမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့လဲဒီတက္ကံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့ချင်းပြည်နယ်မှာတော်လိုင်းတပ်တွေတင်ပိုက်ထားတဲ့မင်းတပ်မျိုးအတွင်းဂျပန်စကောင်စီတပ်ကထောင်ထားခဲ့တဲ့မိုင်းပေါင်းစုံအလုံး2000ထက်မနည်းကိုတော်လိုင်းတပ်တွေကတင်စီရရှိထားပြီး ထပ်မံရှင်းလင်းဖို့ကြံရှိနေသေးတယ်လို့လည်းမင်းတပ်မြို့နယ်ပအဖတာဝန်ခံကိုရောမန်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမင်းတပ်မြို့ကတော့ပြီးခဲ့တဲ့ဒီဇင်ဘာလ21ရက်နေ့ကပဲချင်းညီနောင်စစ်စင်ရေးအဖြစ်တော်လန်ရေးပူပေါင်းတပ်တွေကအပိတ်သက်သိမ့်ပိုက်ထားတာပါအဲ့ဒီနောက်တော်လန်ရေးပူပေါင်းတပ်တွေဟာမြို့သိမ်းတိုက်ပွဲအပိနယ်မြေရှင်းလင်းရေးတွေဇက်တိုက်လှုပ်ဆောင်နေရမှာအကြက်ဖက်စကောင်စီတပ်ကထောင်ထားခဲ့တဲ့မိုင်းအလုံးကြီး2000ထက်မနည်းကိုရှင်းလင်းသိမ်းဆည်းနိုင်ခဲ့ပြီး နောက်ထပ်ရှင်းလင်းဖို့လဲကြံနေသေးတဲ့အတွက်မင်းတပ်မျိုးအတွင်းပြန်လဲဝင်ရောက်နေထိုင်ကြမဲ့ပြည်သူတွေအနေနဲ့ကိုယ့်ရဲ့နေအိမ်ပတ်ဝန်းကျင်မှာပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေတွေ့ရှိခဲ့ရင်သဆိုင်ရာတော်လိုင်းအဖွဲ့စည်းတွေစီအကြောင်းကြားပေးဖို့ကိုလဲမင်းတပ်မျိုးနဲ့ပအဖတာဝန်ခံကိုရော့မငါပြောထားပါသေးတယ်ခင်ဗျတပတ်မှာတော့မန္တလေးတိုင်းကညောင်ဦးမြို့နယ်မှာ ဂျပန်စစ်ကောင်စီလက်အောက်ခံအုတ်ချုပ်ရေမှုထုံးဝင်တဲ့ပြူစော့တီဆိုးလွင်ဆိုသူတို့နှစ်ဦးပြေခတ်ခံရပြီးနှစ်ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ၄ရက်နေ့တရက်ထက်မှာပဲညဦးမျိုးနဲ့သူကောင်းတဲ့ခြေရွာနေအချက်ဖတ်စစ်ကောင်စီလက်အောက်ခံအုတ်ချုပ်ရေးမှုထုံးဝင်တဲ့ဆယ်ခြေရွာနေပြူစော့တီဆိုးလွင်ဆိုသူတို့နှစ်ဦးကိုအမည်မသိသနသမားတွေကနေအိမ်အတွင်းဝင်ရောက်ပစ်ခတ်သွားရမှာနှစ်ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်ဆိုပါတယ် ဲ့ဒီအောက်ချုပ်ရေးမှုထုံးဝင်တဲ့ပြစောတိဇိုးလွင်ဆိုသူတို့နှစ်ဦးဟာစစ်တပ်အမကန်ထောက်ခံတဲ့သူတွေဖြစ်ပြီးအကြံဖတ်စစ်ကောင်စီအတွက်စစ်မှုရမ်းကိစ္စတွေနဲ့တကောင်စင်းကောက်တဲ့ကိစ္စတွေမှာအာဂျူမန်တက်လိုက်ပါလှုပ်ဆောင်နေတဲ့သူတွေဖြစ်တယ်လို့ပြစောတိဇိုးလွင်ဆိုရင်စစ်တပ်အမကန်ချက်ဖို့ပါတီဝင်မှဖြစ်ပြီးအခုတော့တေကုန်ကြပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ဖက်မှာတော့အချမ်းဖက်စစ်ကောင်စီရဲ့ခလရတရင်တက်ကနေစစ်မှုန်းတတားတဲ့အောင်စရာထွန်းနဲ့တော်ရာမင်းထက်ဆိုသူတို့နှစ်ဦးဟာလက်နဲ့နဲ့အတူမရမကထွက်ပြေးလာပြီးတော်လိုင်းတက်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့နေပြည်တော်တိုင်းစစ်ဌာနအမှတ်901 PDF တရင်ကနေသတင်းထုတ်ပြန်ထားပါတယ်ဒါကတော့မက်လ2ရက်နေ့ကပဲအချမ်းဖက်စစ်ကောင်စီတက်ရဲ့ခလရတတရင်ကစစ်မှုန်းတတားတဲ့အောင်စရာထွန်းနဲ့တော်ရာမင်းထက်ဆိုသူတို့နှစ်ဦးဟာသူတို့တောင်းဝင်ကြနေတဲ့အချိန် MA3 တနက်တလက်ကိုပါအပယူချလာပြီး နေပြီးတော့တိုက်စစ်ဌာန PDF တရင်စီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလူငယ်တွေဟာစစ်မှုထဲအပတ်စဉ်နှစ်ကဖြစ်တယ်လို့လည်းသိရသလိုတစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ကသူတို့ရဲ့စစ်မှုထဲအပတ်စဉ်တွေအတွက်လူငယ်တွေကိုတသားသည့်အဖြစ်နေရဒေသအတီးတီးမှာပေါ်တာဆွဲဖမ်းဆီးစုဆောင်းတာတွေတောက်လျှောက်လုပ်နေပြီးတစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားသည့်စုဆောင်းခံရတဲ့လူငယ်တွေဟာရှေ့ဒန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်အရေးရတာနဲ့တော်လိုင်းတက်တွေစီကိုမရမကထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတာတွေဟာ do နဲ့ day ကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီနေ့လည်းကင်းတဲ့နေ့ကိုတင်ဆက်ပေးခဲ့တာပါချစ်စုပေးခဲ့အတွက်ချစ်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ